အစားတော့လေဒီဟာကိုမဖြေတော့ဘူးလို့နေညာဒါပေမဲ့လေဖြေမှရတော့မယ်လို့ထင်လို့ဖြေပေးမယ်နော်ဥပမာတစ်ခုပဲတွက်လိုက်ပါအိမ်မှာချက်တဲ့စက်တာကအရန်အရသာကောင်းနေမွေးနေတယ်အပြင်မှာချက်တဲ့စက်တာကမလက်ဆက်ဘူးအလောက်ထိမမွေးနေဘူးဘာလို့လဲလို့မေးရတိတော်တော့နေရဘာလို့ဟာလို့လဲတဲ့ဘာလို့နိုင်မှာမို့လို့လဲတဲ့အထင်သေးရနော် ဘာလို့မလို့ဆိုဆောက်ကြည့်လေလို့ငါလုတ်ပြီးတော့၃လေးလာတော့တေချာနေတင်းအောင်ပေါက်ရမှာမဟုတ်ဘူးလို့ဇက် ARTN အမျိုးများအားလုံးမင်္ဂလာပါရှင်ဒီဗီဒီယိုလေးကအချစ်ရေးအိမ်ဆောင်ရေးအတွက် အသိပညာဗဟုသုတရစရာကောင်းတဲ့အတွက်ကြောင့်တင်ဆက်ပေးလိုက်ပါတယ်ရှင်ကျမနဲ့အတူကြည့်ဖို့ဖိတ်ခေါ်ပါတယ်ရှင်အစားတော့လေဒီဟာကိုမဖြေတော့ဘူးလို့နေနေ။ဒါပေမဲ့လေဖြေမှရတော့မယ်လို့ထင်လို့ဖြေပေးမယ်နော်။ဥပမာတစ်ခုပဲတွက်လိုက်ပါ။ ိမ်မှာချက်တဲ့ကြက်သားကအရန်အရသာကောင်းနေမွေးနေတယ်အပြင်မှာချက်တဲ့ကြက်သားကမလက်ဆက်ဘူးအလောက်ထိမမွေးနေဘူးစားလို့လည်းမကောင်းဘူးဆိုရင်ထင်းနေတာယောက်ျားကကြတော့အပြင်ကဟာဘယ်တတန်ဆွဲဖြစ်နေမလားအိမ်ကသမီးဟိဘယ်တတန်ဆွဲဖြစ်နေမလားကိုကိုကိုစဉ်းစားကြည့်ပါနော်တကယ်လို့ခྱི་အဝေးထွက်ပြီးမှနေရှည်လာများ ကြာရင်တော့ကျမအာမမခင်ပါအဲ့ဒါတော့ကျမမပြောတတ်ဘူးသူတခြားကောင်ကောင်မနေနဲ့ဘနောဟိုဟာဖြစ်ဖြစ်ကျမမပြောတတ်ဘူးဒါပေမဲ့ကိုဖက်ကမိန်ကလေးဝတ်တရားရှိတဲ့အတိုင်းကိုဖက်ကတာဝန်ကြီးကြီးလုပ်ပြီးမေဆိုရင်တော့ပြောချင်တာကဘာကိုပြောချင်လဲဆိုတော့လေပြောရမယ်ဆိုရင်လေကျမကလေပြောတင်မပြောတင်အသေးစားစစလာပေါ့နော်ဘာလို့လဲဆိုတော့မြန်မာနိုင်ငံကကျတော့ကိုရီမြန်မာနိုင်ငံကကျတော့ဗုဒ္ဓဘာသာထွန်ကားတဲ့နိုင်ငံနောက်ပြီး အင်ဂရိတ်စောက်တည်တဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်လို့ကျွန်မကပြောတယ်မပြောတယ်တရားစစ်စားမှကျွန်မပြောတာဒါပေမဲ့ဒါကကျတော့မိန်းကလေးအများစုတည်တည်နေတယ်ထင်လို့ကျွန်မပြောပြပြီနော်မယုံလဲစုံစမ်းလို့ရတယ်နော်အသက်50 60အမျိုးသမီးလေးနောင်မှာတချို့တော့အမျိုးသမီးလေးနောင်မှာဒီဒီအိမ်ထောင်ရေးဒုက္ခပေါ့အိမ်ထောင်ရေးဒုက္ခဆိုတာဘာမှမသိဘူးအသက်တာကြီးသွားတယ် ကလေးတာမွေးသွားတယ်အဲ့လိုမျိုးလူလည်းအများကြီးရှိရနော်ပြောချင်တာကလေဒီရဲ့အရာရေးကိုလေအဲ့လောက်ထည့်အရေးတယူမထားမထားကြဘူးဒီမြန်မာနိုင်ငံမှာကြောမင်းကလေးတွေကကြောလေအဓိကသူတို့ထားတာကြောတော့အိမ်မူကိစ္စဒီအိမ်ထောင်ရေး ဘယ်လိုပြောမလဲဒီဒီမျိုးသားကိုလုတ်ပေးရမယ်ဘယ်လိုပြောမလဲအဝိစာလျှော်တာလို့ဘာလို့ညာလို့အော်နောက်တစ်ခု အမျိုးသမီးကောင်းတယောက်ပြီးတောင်မပြောဘူးဆိုအိမ်ထောင်ရှင်မကောင်းတယောက်ပြီးတောင်ဆိုမှအမြဲတမ်းကလေးတွေနဲ့ပဲအချိန်ကုန်တာပေါ့နော်နောက်ပြီးကို့အတွက်လည်းအချိန်မရှိဘူးကို့အတွက်လည်းကို့အချိန်မကုန်ဘူးကလေးအတွက်အချိန်ကုန်တယ်ဒီအိမ်အတွက်အချိန်ကုန်မိသားစုအတွက်အချိန်ကုန်ဒီတိုင်းအုံမြင်သွားတဲ့မိန်းကလေးလည်းအများကြီးဒါပေမဲ့ ယောက်ျားလေးဆိုတဲ့ဟာကျတော့လေပြောချင်တာကလက်လေးဒီလိုဖွဲတဆုပ်ကင်နိုင်ရင်တော့မှသူတို့လေကစကတ်လို့ဒါဖြစ်စီပေါ့နော်ဒီရဲ့စိတ်ကိုသူတော့မဖြောင့်နိုင်ကြဘူးဒီရဲ့စိတ်ကသူတို့ကိုဘယ်လိုပြောရမလဲအရန်ပြင်မန်းနေတော့မှကိုအဲ့လိုမျိုးဟိုကဖြစ်ပြီးရင်ပြင်မန်းရတဲ့ဟာတော့မှသူတို့ဖြေတိတ်သွားတယ်ကွာပျောက်သွားအဲ့လိုမျိုးပုံစံကွာပြောမလို့အမောပြေတယ်ကွာအဲ့လိုမျိုး ဟုတ်ပါတယ်เนาะအဲ့လိုမျိုးပေါ့เนาะဒါကြောင့်လေဒီအခုဟာကျွန်တော်ဒီဖောက်ပြန်တဲ့ဗီဇလို့ပြောတော့ဟိုအဝေးရောက်လို့ဖောက်ပြန်တာတော့ကိုမသိပြီမဲ့ကိုရဲ့အနီးအနားရှိနေရတာကိုကဖောက်ပြန်နေတယ်ဆိုရင်တော့ပြောချင်တာကိုကဒီမှာရှိရတဲ့သူကဖောက်ပြန်နေပြီဆိုရင်ဒါကတော့စဉ်းစားသင့်ပြီပေါ့เนาะလွယ်ပါတယ်ကိုရဲ့ဒီလောက်လွယ်တဲ့မိကုံကျွန်မလာမေးနေတည်းကိုမိမကိုမေးကြည့်လိုက်ပါလားသူဘယ်လိုပြောမလဲလို့ကျွန်မကတော့လေအရင်တော့ကျွန်မကောင်လေးပြောနေတဲ့စကားတခုရှိရာ ပြောလို့ဆိုဒီကလေးမေအင်းအော်ဒီကလေးနှစ်ယောက်ရဲ့ဖေးပေါ့နင်းတာလို့အပြင်မှာဖောက်ပြန်ခဲ့ရဆိုရင်တော့တေးချရတယ်နော်ငါတိတော့မရဘူးနော်ဘို့လို့ဘာလို့လဲလို့မေးရတိတော့တော့နင်းကဘာလို့မအောင်ဘူးလဲတဲ့ဘာလို့နိုင်မှာမို့လို့လဲတဲ့အထင်သေးရနော်ဘာလို့မလို့ဆိုတော့စောက်ကြည့်လေလို့ငါလုတ်ပြီးတော့၃လေးလာတော့တေးချနေတိတော့ပေါက်လို့ရမှာမဟုတ်ဘူးလို့အိမ်မှာကလည်းအပေါ်စွာညက်တဲ့ဟာပဲလို့ကျမကပြောလိုက်တယ် ဒါမဲ့လေကိုရဘာလဲအကူကတော့အပြင်လဲဟိုဘာမလုပ်နိုင်ဘူးတိရမလားအပြင်စားလည်းမဖြစ်နိုင်ဘူးအတွင်းစားလည်းမဖြစ်နိုင်ဘူးဆိုမှတော့တိရမလားအကူရဲ့မိမဖူးတွေပဲပဲပေးလိုက်ပါကျမတို့ဘယ်လိုလုပ်ရမလဲဆိုအကြံဉာဏ်လေးကျမတို့ပေးလိုက်ပါမယ်အကူအဲ့ကိစ္စပူဆံမလို့ပါဟုတ်ကဲ့ကျေးဇူးဒီဗီဒီယိုလေးကိုကြည့်ပြီးသွားပြီဆိုတော့ကိုအမြင်ကိုခန်းစားချက် ကိုအတွေ့အကြုံလေးတွေကိုလည်းမျှဝေပေးခဲ့ပါဦးရှင်ကျမတို့တင်ဆက်သမျှမလွတ်တမ်းကြီးစုနိုင်ဖို့ ကျမတို့ရဲ့ ZRTN channel လေးကို subscribe မလုပ်ရသေးရင်လည်း subscribe လုပ်ခဲ့ပေးပါဦးရှင်။ကောင်းသောနေ့ရက်လေးဖြစ်ပါစေရှင်။